အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့လို့ယာဒူကနေဆိုင်းငံ့ခံထားရတဲ့တောင်ကိုရီးယားသမ္မတရွန်ဆောက်ယောဟာအခုတော့ယာဒူကနေဖေရှားခံလိုက်ရပါပြီ။သမ္မတယွန်ကဒီဇင်ဘာ3ရက်နေ့မှာတကဘာလုံးအံ့ဩသွားစေတဲ့စစ်အုပ်ချုပ်ရေးအမိန့်ကိုထုတ်ပြန်ခဲ့တဲ့နောက်တောင်ကိုရီးယားလွှတ်တော်ရဲ့ဆက်ဆွဲပြစ်တင်မှုကိုခံရပြီးယာဒူကနေဆိုင်းငံ့ခံထားရတာပါ။ယွန်ကိုမူလယာဒူမှာပြန်ခန့်အပ်တင်သလားအပီးတိုင်ဖေရှားတင်သလားဆိုတာကိုဧပြီလ၄ရက်နေ့မှာတောင်ကိုရီးယားခြေခံဥပဒေခုံရုံးကစီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။ ။ခုံရုံးရဲ့ဆုံးဖြတ်ချက်မှာတော့ယွန်ဟာသူတာဝန်ယူအကောက်ွယ်ပေးရမယ့်သူတွေကိုထိခိုက်မှုတွေဖြစ်ပေါ်စေခဲ့ကြောင်းစစ်အုပ်ချုပ်ရဲ့အမိန်ကြေညာမှုကပြည်သူတွေရဲ့နိုင်ငံရေးရပိုင်ခွင့်တွေကိုထိခိုက်စေခဲ့ကြောင်းခုံရုံးတရားသူကြီးတွေကယူဆခဲ့ပါတယ်။တရားသူကြီး၈ဦးပါတဲ့ကြားနာမှုအဖွဲ့ကယွန်ကိုယာတုကဖယ်ရှားတင်တယ်လို့တညိတညွတ်ထဲမဲပေးပြီးတော့စီရင်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။စီမင်းတွေအရာသမရကင်းမဲ့သွားပြီဖြစ်တဲ့တောင်ကိုရီးယားမှာနောက်ထပ်သမရအစ်တင်းမြှောက်ဖို့ရွေးကောက်ပွဲတစ်ခုကိုတော့ နှစ်လအတွင်းကျင်းပရမှာဖြစ်ပါရရှင်